ရှိရဲ့တနည်းငယ်နည်းနည်းအာယုံစုတောင်းခြင်းအစဉ်စဉ်အစားပြုဖို့ဗဏ္ဍမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး20အငယ်30ဖြစ်ပါလေ။ထို့သူဖျားသခင်သည်အရရ၌ငြိမ်ပွတ်သောအခွင့်ကိုပေးတော်မူသောကြောင့်ယောရှဖိုင်၏နိုင်ငံတော်သည်သာယာလိ၏ဆုတောင်းကြပါစို့။ ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်အမိမျိုးနိုင်ငံတော်ကြီးဒီညီဝလက်ตายရတဲ့နိုင်ငံကြီးဖြစ်လာစေဖို့ရာတန်ရှင်သောဝိညာဉ်တော်သည်အတိပခဖြစ်နေတဲ့ဒိုင်းရဲ့နှလုံးသားထဲမှာသူတို့အပြစ်ကိုဖော်ပြရတယ်အပြစ်ကင်းခြင်းကိုဖော်ပြရပြီးတော့အပြစ်ကင်းခြင်းအသက်တာကိုလိုက်ရှာလို့စီရင်ခြင်းအမျိုးမျိုးကလည်းလွတ်မြောက်စေဖို့ရာကောင်းကင်ဘုံကြီးအကြောင်းတုန်နေပါမည်အကြောင်း လမ်းပြပါမည်အကြောင်းလူတွေကိုအပြစ်ဒုစရိုက်ကနေကယ်တင်ဖို့ရာတက်တကိုစွန့်တည်တာမကသုံးရမြောက်တွင်နေမှာတည်ခြင်းကရှင်ပြန်ပြီးပစ်တနိုင်တည်ရင်အစ်စ်ပြည်ပြင်သောတရားအဖြစ်ဖန်တီးပြီးနိုင်တဲ့ကျွန်တော်တို့ရဲ့ကယ်တင်ပိုင်ရှင်သခင်ခရစ်တရဲ့မြတ်သောနာမနဲ့ယူသည်စွာကြည်စုတော့ဘာကိုချီးမွမ်းလဲဤနေ့နဲ့အစီအစဉ်ကိုရှင်ပြလက်တော်ထဲဆိုကျွန်တော်တို့တည်သဘောချင်းတူတဲ့အတူတူကဆုတောင်းစကအနံ့ကြပါလေဖဖျား အာမင်ဓမ္မတိရှင်မ399စောင့်ထင်းတော်မူနေပြီဖြစ်သည်မြတ်မှာမကြောက်ပါနဲ့ကိုတော်စောင့်ထင်းနေပြီဒုက္ခတွေမှာဆင်းပြင်းရင်လည်းမကြောက်ပါနဲ့ကိုတော်စောင့်ထင်းနေပြီလူအပ်တာရှိရင်လည်းကျွန်တော်လူသည်မြတ်ကိုကိုတော်မှားစားပေးပါမယ်လမ်းပေါ်မှာဘေးရောက်တဲ့အခါမှာပဲဖြစ်ဖြစ်လူအပ်တဲ့အခါမှာတောင်းလျှောက်တဲ့အခါမှာဖြစ်ဖြစ် ဘုရရှိမာဇာမေစောင့်ထင်းမယ်လမ်းခီကိုပို့ဆောင်ပါလိမ့်မယ်သူတခြင်းလေးကိုကျွန်တော်တို့ထုတ်ခဲ့တော့အခက်ခဲဒုက္ခကျမဆစ်ပြတ်နေတဲ့အမိမြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်မြစ်တာပို့တဲ့သဘောနဲ့တီးဆိုချီးမွမ်းကြပါစို့ sounding. ္ဆာရှိရှိနဲ့ဘလောက်ပဲညှင်းဆဲခံရခံရမီးရှို့ခံရလဲအတက်ခံရလဲတစ္ဆာရှိရှိနဲ့ကိုးကွယ်တဲ့တိုင်းသူပြည်သားတွေလူမျိုးတွေလည်းတစ်ခါလေကြာရင်တို့အခက်ခဲနဲ့ကြုံရပါတယ်ကြောက်စရာကောင်းတဲ့ဘေးအန္တရာယ်ကြုံရပါတယ်ဣသရလူမျိုးတွေရဲ့တမိုင်းမှာဒီရောရှဖတ်ပြီးရင်ဆိုတဲ့လက်ထက်သူ့လက်ထက်မှာသူတိုင်းပြည်ကို အင်အားကြီးတဲ့မောဘအမျိုးသားတွေအာမုံအမျိုးသားတွေအာမုံဆိုတာအမန်အခုကအဲသူ့ရဲ့မြို့တော်အာမုံလို့ခေါ်တာယော်ဒန်နိုင်ငံပြောတာအဲ့ဒီနိုင်ငံကြီးရဲ့အဲ့ဒီပြင်သူတို့လူမျိုး7မျိုးတွေကနေသူတို့ရဲ့ဗာကြီးတော်တဲ့အေဒုံအမျိုးသားပေါ့နော်အေဒုံအမျိုးသားကအေဒုံအမျိုးတွေဖြစ်တယ်အဲ့ဒီအမျိုးတွေလည်းပါလာပြီးတော့သူတို့အထက်ကအမျိုးကလည်းဝင်းမဲ့အင်အားကြီးနှစ်ခုနဲ့လာပြီးတော့သူတို့တိုင်းပြည်ကို စစ်ချင်တာလေပြီးတော့မှသူတို့ကအင်ဂဒီအမည်ရှိတဲ့ယာစစုမဆိုတဲ့မြို့မှာစစ်ခင်ဖို့ရောက်လာကြတယ်အဲ့ဒီမြစ်စစ်ပင်းမှာအဲ့ဒီစစ်ပင်းမယ်ဆိုတော့ဘယင်းယောရှုဘကိုပြောတဲ့အခါမှာယောရှုဘကကြောက်တယ်သူအင်အား တစ်ခုပဲရှိတယ်ခေါမသုံးခုနိုင်ငံကြီးသူထေရလဲတယောက်ကပါပြီးတော့တိုက်မယ်ဆိုတော့တော်တော်ကြောက်တယ်ကြောက်ရကဘာလို့လဲဆိုတော့ဘုရားသခင်ကိုစွတ်တောင်းမယ်ဆိုပြီးတော့တကူတိုင်းအစမစားပဲနဲ့ဥပုသ်တော်တိလာဆောက်တည်ပြီးတော့စွတ်တောင်းတယ်အဲ့ဒီတိုင်းသူရဲ့ယူတတ်ပြီတပီလုံးကကျင်ကြလိုက်တယ်မင်းလည်းစွတ်တောင်းကြပါအဲ့ဒီခါမှာကျင်ကြတဲ့အတိုင်းပဲစွတ်တောင်းကြတယ် ဒီနေ့ကျတော့တိုင်းပြည်ကြီးကနော်ကိုဗစ်ကနေစလိုက်တာပြီးတော့ကိုစစ်အခုငလျင်ဘေးကနေအမျိုးမျိုးကြုံတဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံဂိမ်းမော်သူစုတန်းရကော်မတီကစုတောင်းဖို့ကြေညာတဲ့အခါမှာတော့ထောင်ပေါင်းများစွာသောလူတွေစုတောင်းလာကြတယ်အဲ့လိုစုတောင်းတဲ့အခါမှာဘုရားသခင်ဘာပြောလဲဆိုတော့စစ်မှုကဘုရားသခင်တားတယ်ကျွန်တော်အတားမဟုတ်ဘူးစစ်မှုပုံနဲ့ ဘာပဲလို့ရမလဲဆိုရင်ဖျားဖျင်ဂရုဏာတော်ဒီအစီမြဲတည်တော်ကြောင့်ဂုံကြီးသူတွေကိုချီးမွမ်းပါတဲ့အဲ့ချီးမွမ်းတဲ့တရှင်းတေတွေကိုခန့်ထားပါတဲ့ဒါဂုံကိုချီးမွမ်းနေရဆိုတာဖျားဖျင်ရှေ့တော်မှာတရှင်းဆိုရင်ဖြစ်တယ်လူရှိမှမဟုတ်ဘူးဖျားရှိမှာရှိရခင်ကဘယင်းနေရှိမှာနားတော့တွင်းရမယ်ဆိုတဲ့ခါမှာအိုးတချင်းကိုတေးချာသံဂရင်ကြကြတဒါကြကြ ကာယံကြက်ကြာလှလှပပနဲ့တခါတည်းနားတို့တွင်းလို့ရအောင်အဲ့လိုမဆိုရင်နောက်တခါဆိုလို့မရတော့တေးချာလက်ကျင်ရင်ပြီးတော့ဝင်ရတယ်ဖြစ်တယ်လို့ဝင်လိုက်လို့မရဘူးအမှုစားဆိုလဲအာဘယင်းရှိမှာတင့်တင့်တည်းဖြစ်အောင်တိုက်တယ်လို့ဝင်အရင်ဆုံးပြီးရင်နားတို့စောင့်နေရမောင်းထုတ်လိုက်မလက်မခံဘူးဒီနေ့ဘယင်းရှိမှာတော့နားတို့တွင်းနေမှာ တချင်းနေဆိုတော့မယ်ဆိုရင်အဲ့ဒါလိုရိုးရိုးတည်တည်နဲ့ဝင်တယ်လို့ဘယင်ရှိမှာနော်ကိုကသူအပြင်မှာဇက်ပွဲတွေရချက်တယ်လို့လုပ်ရတယ်ဂျုံထုကလည်းပြဿနာမရှိဘူးဘယင်ရှိမှာလည်းတော်တော်မရဘူးနော်ဒီနေ့ကျွန်တော်တို့ဖျားကိုချိမွန်းနေဆိုတာလူတွေကိုဖြည့်ပြည့်ရေးလုပ်တာပုံပြတော့ကောင်းငင်နေမြေကြီးကိုဖန်ဆင်းတဲ့ဘယင်ကလေးဘယင်အရှင်ကလေးရှေ့တော်မှာချိမွန်းနေတာတဲ့ဒါရှိ အစ်စကလီဝေရီအရတချင်းစိုးကလည်းဆရာပတ်တာလေးတွေနဲ့အင်းကြီးအဖြူဟိုးချီမျက်စိဖုံးဘယ်ဖျားကင်ရှိမှာဘယင်ကရဲဘယင်ရှိမှာတကယ်တင့်တယ်ဆိုငင်းငင်းညံ့ညောနဲ့လှပါဆိုသူဆိုကြတယ်တီးကြတယ်ကခွန်ကြတယ်ဒီနေ့ကျွန်တော်တို့သူပြင်းချီမွန်ခြင်းဖျားကင်ချီမွန်နဲ့ဥဆောင်တဲ့လူတွေတတိယဘုကောင်းပါလေဘယင်ကရဲဘယင်ရှိမှာ ဘုရားကချီးမွမ်းတဲ့အခါမှာတန်ကြီးတန်ကြောင်နဲ့အော်ဟစ်တာမဟုတ်တယ်ပဲလေအဲ့လိုဆိုရင်ဘုရားနာတော့ညီပဲမောင်းထုတ်မှာတော့ဘုရားသခင်ကကျွန်တော်ကိုကြာကြာပြောတယ်ငါနားမကြအောင်ထိုင်းနေတာမဟုတ်ဘူးတဲ့မမဆန်လက်တုံနေတာမဟုတ်ဘူးတဲ့နော်အဲ့ဒီဘုရားသခင်ရှေ့မှာကျယူယူတတိတဲ့ဘုရားရဲ့နားတော့ဝေအောင်ချီးမွမ်းရမယ်ဆိုရင်ဘလောက်ကောင်းခြင်းမင်္ဂလာဖြစ်မလဲအဲ့လိုချီးမွမ်းခြင်းဟာ ဖရာရဲ့ဘုံမတင်ရှားစီတယ်။ဒါဒီမှာလူတွေနဲ့တိုင်ပြီးမှာအငယ်၁၁မှာသာရဖရာကြီးဂိယုနာတော်ဒီအစင်မြတ်တည်သောကြောင့်ဂုံကျေးစုလိုချင်းမွန်ကြလောဟုတတ်ရှင်မှာကြီးသွားလေ။တန့်ရှင်သောအထရေတွေကိုချင်းမွန်သောတချင်းတွေတို့သည်သာရဖရာကိုခံထားလေ။တချင်းတွေကိုခံထားတယ်ဖရာခင်အတွက်။နောက်တစ်ခါတချင်းတွေဆိုတာချင်းမွန်တဲ့လူတွေဆိုတာပတ်တိုင်လေးဝင်လို့တော့မဟုတ်ဘူးနော်။ ဖယားအတွက်လေဝိတွေတကယ်တည်းခတ်လာတာသချင်းကိုထန်ကရင်ကြကြ melody ပြည့်ပြည့်ဆိုနိုင်တဲ့လူတွေကြာကျွန်တော်ဒီကလေးဦးနော်အတင်းတော်တို့ကကျွန်တော်ကကျွန်တော်အာဒီအင်္ဂလန်နာမည်မိသွားပြီသူကရင်နာမလဲတကယ်တော်တယ် contact ပြတော့လို့တာကျွန်တော်ဝင်ဆိုတဲ့အခါမှာကျွန်တော်အသံတိမတည်ဘူးအဲ့တော့ကျွန်တော်ဘေးမှာ elder ဆိုရင်အဲ့ဒီနောက်ကျပါသွားရော base base ဆော့ပါသွားရောတော့ဘာပြောလဲဆိုတော့ ွန်တင်ကြီးကအာဒဏ်လာတယ်ဒါပေမဲ့မိဖုရားခင်ရှိမှစူသောကြောင့်မတည့်တော့မစူပါနဲ့တော့ဆိုကျွန်တော်သိမှစူတော့ဒါပေမဲ့ဖုရားခင်ကအင်မတန်အစူကောင်းတဲ့စီရင်တဲ့ပေးတယ်ကျေးဇူးတော်ချီးမွမ်းစရာနောက်ဒါကြောင့်ဖုရားခင်ကကျွန်တော်တို့ကိုသူ့ရဲ့ကနအတီတရားကိုဖျားတယ်ကအေဝင်လေးလို့ပြောတဲ့အခါမှာအေဝင်လေးကကျွန်တော်လွတ်တက်လာတယ်။နောက်ဒါကြောင့်ကျွန်တော်တို့ဖျားတဲ့ရှေ့မှာတချင်းတွေရဖျားတဲ့ခန္ဓာကျွန်တော်ခန္ဓာပြီးတော့ဒီအတွက်ပဲတို့ ျွန်တော်အနောက်နိုင်ငံဘုရားကျောင်းကြီးသွားရင်ကိုအရာတွေအိုးအိုးတကယ်ကောင်းကင်ဘုံရောက်သွားလို့နားထောင်နေတာအိုးတခါလေตาရညညောင်းပြီးတော့မယ်လဒီအပြည့်နဲ့အမှုစားတွေကရင်တော့တူတူနဲ့တော့ဒီနေ့ဆိုကျွန်တော်ဆရာနူနူအတင်းတော့သွားရလဲဝတ်တာတို့ချုပ်အရက်တွေဆိုတော့ယူနီဖောင်းနေနဲ့တူတူတချင်းဆိုရတယ်နော်အရင်တော့ကျွန်တော်ဦးလို့တင်းနေဆိုလဲတကယ်ပဲတချင်းကျူရတာတင်းဆိုလဲတချင်းဆိုမင်းဆိုခန္ဓာပြီးတော့လေ့ကျင့်ကြတဲ့တပတ်နှစ်ပတ် တောင်ကြီးကကျွန်တော်ဦးလေးအသိန်းတို့ဆိုလဲအဲ့လိုပဲတပတ်နှစ်ပတ်နေချင်းပြီးတော့မှဆိုရတယ်ဘလောက်ပဲနာမည်ကြီးကြီးဒီနေ့ရောက်မှဒီနေ့ဆိုမယ်ဆိုသူခွင့်မပေးဘူးဖျားတဲ့ရှေ့မှာအဲ့ဒီလိုချီးမွမ်းတဲ့အသိန်းတို့ကဒီနေ့ဒီကောင်းကြီးမင်္ဂလာကနေအသိတွေရှိလေလူရှိဖျားရှိမှမျက်နှာရပြီးတော့ကောင်းကြီးမင်္ဂလာဖြစ်တယ်အဲ့လိုချီးမွမ်းကြီးတင်းကြီးဆိုတဲ့အခါမှာတဲ့ဖျားခင်လက်တော်လှူရှားလာပြီး အာမုံနေအာမလက်တဲ့အချင်းနဲ့တတ်ကုန်ကြရောတဲ့ဘာမှလုပ်ရမလို့ဘူးမင်းချီးမွမ်းပြီးရင်တဲ့မျောစင်တက်ပြီးမျောကြီးတဲ့ဘာဣဒရာလီမျိုးရီရလဲယုံယူတာလူတက်ပြီးမျောစင်ကြီးတဲ့ခါမှာအချင်းချင်းတတ်ပြတ်ကုန်ပြီတော့ဟာအခုထွက်ပြေးကုန်မရှိတော့ဒါပေမဲ့သူတို့တိုင်းပြီးအပီးပြီးကိုတိုက်ပြီးတော့အနံရခဲ့တာတော့သူတို့ယူထားတဲ့မတရားဥစ္စာတွေတက်ယူတာ၃ရက်တိတိယောရှဖတ်နေတဲ့လူတို့ဒီရန်သူတို့ ဥစ္စာကိုလူရင်ကလာကြတော့အခါအသေးကောင်သူနဲ့များစွာသောဥစ္စာအဖို့ထိတ်သောတစားတို့ကိုတွေ့သဖြင့်ထမ်းရမသွားနိုင်တော့ချွတ်ယူကြ၏လက်ရဥစ္စာအလူများသောကြောင့်သုံးရပလုံးထုတ်ထားလည်းရှိတယ်ကြည်လားအဲဒီလိုလားကျွန်တော်ချီးမွမ်းရမယ်ဆိုကြမယ်မကြခင်ကျွန်တော်တိုင်းပြည်ကတိုင်းသူပြည်သားတွေအိုးအိုးဥစ္စာပစ္စည်းကျွေးဝါရောနိုင်ငံကြီးတကယ်ကျွေးဝါတဲ့နိုင်ငံကြီးပါစနစ်ကြောင့်ဆင်းရဲသွားတယ် အဲ့စနစ်ကိုပြင်ဖို့ကလည်းခိုင်မာတဲ့လုံခက်တဲ့တွေ့လို့ရှိတဲ့အခါမှာသူတို့လုံမှဆိုပြီးတဖြည်းဖြည်းသုံးတတ်တတ်ရင်တော့အဲ့ဒီစပြီးတော့အနာယူတဲ့အချိန်ရစပြီးကြာဆင်းလာတာဒီကနေ့ဆိုလို့ရှိရင်ကျွန်တော်တို့တတော်ကြီးစီပွားရေးမှာနလန်မထူနိုင်လောက်အောင်ပြန်နလန်ထူဖို့ဆိုတတော်ကြီးကြိုးစားရမယ့်အချိန်တွေဖြစ်လာတယ်တိုင်ပြည်အုပ်ချုပ်ရေးဥပဒေစိုးမိုးရေးအကုန်ပြန်လုပ်ရမယ်ပညာရေးကျန်းမာရေးတော့ဘာမှလို့မရှိတော့လို့ဖို့အဲ့ဒီဖြစ်ဖို့ရကျွန်တော်လုပ်ရမယ် ချီးမွမ်းခြင်းတစ်ချိန်ကဲ့ရဲ့ဖို့မဟုတ်ဘူးဘုရားသခင်ဒါတွေလုပ်ခြင်းအပြည့်တစ်ချိန်ကိုတော့ပြန်လဲတည်ဆောက်တဲ့ကိုတော့ဖြူဖြဲ့ပြီးတော့ပြန်ကြည့်ဆောက်တဲ့အချိန်မှာအင်မတန်ကောင်းကြီးမင်္ဂလာဖြစ်ပဲအရှိတော်အာရှမှာတကယ်ပဲချီးမွမ်းစရာနိုင်ငံကြီးဖြစ်လာနိုင်မယ်အဲဒီလိုလုပ်တော်ကြောင်းနဲ့ယောရှုဘဘီရဲ့လက်ထက်မှာဘုရားသခင်ကအရရမှာညီမှုတော်အခွင့်ကိုပေးတယ်အဲ့ဒီနိုင်ငံကြီးကတာရတယ် တာယာတဲ့မြန်မာနိုင်ငံကြီးပြန်လည်ဖြစ်လာဖို့ရခိုင်ကကွေးတို့ပတ်ဝန်းကျင်နိုင်ငံတွေကိုကုကြီးမဆာနေတဲ့နိုင်ငံကြီးပြန်လည်ဖြစ်လာဖို့ကျွန်တော်ဘာလို့အရေးကြီးလဲထာဝရဘုရားကြီးနာတော်သည်အစဉ်မြဲတည်သောကြောင့်ဂုံကြီးစွာကိုချီးမွမ်းဖို့အပြစ်တင်ဖို့ကဲ့ရဲ့ဖို့ကျင့်စေဖို့မဟုတ်ဘူးနော်ဂုံကြီးစွာချီးမွမ်းဖို့ဒီနေ့ကျွန်တော်တို့ခရိယာတွေက အဲ့လိုဖြစ်လာရင်မကျင်နိုင်ရင်ကျင်သေးကြတယ်အပြစ်တင်ကြတယ်တိတ်လွယ်လာပဲသူများအပြစ်ပြောဖို့အမှန်တန်လွယ်တယ်ကျောင်းကျွန်တော်တို့မြန်မာစကားသူများလင်းချင်းတချောင်းချူကိုကိုယ့်အကိုဒီမှာတုံးကြပြန်ထိုးနေလားနော်တကယ်ပဲကိုယ့်အပြစ်ကိုမြင်ပြီးတော့ဒီမှာကျန်တာဖတ်တဲ့အခါမှာဘုရားသခင်ကိုတော့ပြုတ်ရအောင်တနည်းချာချာမြင်ရတဲ့တိတ်ကျေးဇူးတင်နေဂုံတော်ချီးမွားပါမကြခင်ကျွန်တော်ဆူတောင်းကြတဲ့အတိုင်းပဲပြီးတော့ကြီးချမ်းသာရပါတော့မယ် ဤအတွက်အားမချုပ်ပဲကျွန်တော်ဆက်လက်ဆူတောင်းကြရအောင်ကျောက်တိုင်းပြည်ဒေသတိုင်းမှာလဲသူကဲသို့သောဖယားသခင်ဒီအရရမှာညင်မှုတော့အခွင့်နဲ့တာယာတဲ့ဒေသတွေတိုင်းပြည်တွေပြည်နယ်တွေဖြစ်လာဖို့ဆူတောင်းဝင်ဖြစ်ပါတယ်ခဏိအတွက်မြန်မာနိုင်ငံခရိယာတင်းတော်ဘောင်းဆိုဆူတောင်းရကော်မတီရဲ့ဆူတောင်းရနှစ်ချက်ကတော့မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သောစကိုင်းမကွေး ိုင်းများတွင်ပြည်သူပြည်သားများအေးချမ်းစွာနေထိုင်သွားလာလှုပ်ရှားနေရန်ဆုတောင်းပါတနည်းပြည်နဲ့အသေးသေးမှာသူကဲတော့အေးချမ်းစွာသွားလာနိုင်ဖို့ဆုတောင်းဖို့ဖြစ်ပါလေအညာမြေမှာရှိတဲ့ဗမာလူမျိုးတွေတောင်ပေါ်မှာရှိတဲ့တောင်ပေါ်သားတွေအသေးသေးတွေမြို့ရွာကြီးရွာတို့ဒီပြည့်စည်ဆုံးရှုံးမှုကနေဆက်ပြီးတော့ထပ်မံပြီးတော့ထုထက်ပွေမဖြစ်စီပဲနဲ့သူဒီသမှာရှိတဲ့ ပြည်သူပြည်သားအသီးသီးတို့သည်ဘုရားသခင်ရဲ့ကွယ်ကာမှုအမြင့်ဆုံးသောဘုရားရဲ့ကွယ်ကာမှုဌာနအောက်မှာသူအရရသူဒီသားတို့သည်ညီဝဲလက်တာရတဲ့နိုင်ငံကြီးမြို့ကြီးတွေတိုင်းပြည်တွေဖြစ်လာဖို့အဲတိုင်းနည်းပြည်နယ်တွေဖြစ်လာဖို့ကျွန်တော်တို့ဆုတောင်းမေတ္တာပို့ကြပါစို့သူဒီသားမှာနေတဲ့ကျွန်တော်တိုင်းသားညီကိုတွေတို့မွေးနေ့မှာမွေးနေ့ကျင်းပဖို့ကောင်းမွန်စွာကျင်းပနိုင်ဖို့မင်္ဂလာရက်မြတ်ကိုလည်းကောင်းစွာကျင်းပနိုင်ဖို့ သူတို့အတွက်လည်းမေတ္တာပို့ဆုတောင်းပေးကြပါစို့မြကြီးဘုံမှာတင်းတို့နှစ်ယောက်သုံးယောက်သဘောတူစီတော်ရင်တင်းတို့လည်းမင်္ဂလာရှိမယ်သူတို့ဆုတောင်းတာကိုနားထောင်မယ်ဆိုတော့တခင်ရှုနာမကိုကျွန်တော်အတူတူကရှင်မာဒီဆိုလည်းဆုတောင်းကြပါစို့ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖမြတ်စွာဘုရားသခင်မြန်မြန်မာနိုင်ငံအရရမှာပြည်သူပြည်သားတို့ဒီအေချမ်းစွာညီဝတ်စွာတာယာစွာနေနိုင်ဖို့ရာ ကိုယ်ကောင်းကြီးပေးတယ်မူပါ။ဤကဲ့သို့မနေနိုင်ဘူးယာပြုလုပ်တော်သူများကိုလည်းကိုယ်တော်စိတ္တာနဲ့နှောင့်တပေးတယ်မူပါ။ကိုယ့်ရဲ့သွေးချင်းသားချင်းတွေဆိုတဲ့သဘောတွေမြင်လာပြီးတော့မိမိရဲ့ဒါသမီးတွေမိဘတွေကဲ့သို့ကိုချင်းစားပြီးတော့ဒီဖြစ်စီခြင်းလှုပ်ဆောင်မှုကနေလွတ်မြောက်ဖို့သူကိုနောင်တပေးတယ်မူပါနှလုံးသားအစ်ကိုပေးတယ်မူပါမေတ္တာကိုသူနှလုံးသားထဲမှာ တွန်းလောင်းပြီးတော့ပါသူဒီသက်မှာရှိတဲ့တိုင်းသားလူမျိုးတွေအားလုံးသူတို့နေထိုင်တဲ့ကြေးရွာတွေသူတို့ပိုင်ဆိုင်မှုမြေတွေစိုက်ပျိုးတဲ့ဒေသတွေထမှန်ပြီးတော့ဖျက်ဆီးခြင်းမရှိစေဖို့ရဘုရားသခင်သူကိုကြွယ်ကာပေးပါမြတ်အကြောင်းကျွန်တော်အတဏ္ဍာတော်ပြခံပါလေထိုကဲသို့ပြုလို့တော့သူတို့ဒီလဲထမှန်မပြုလို့နိုင်ဖို့ရဘုရားသခင်ဒီသူတို့ကိုစိတ်ဓာတ်လက်ကောင်းကြီးပေးလက် နှလုံးသားများအသိပြုပြင်လက်တိုင်းပြည်ကိုအပြုသဘောမျိုးဆောင်ရွက်လာနိုင်ဖို့မင်္ဂလာဖြစ်စေတော်မူပါမိမိရဲ့မွေးနေ့ကိုမြင်ရတဲ့မွေးနေ့ရှင်များနဲ့မိမိရဲ့မင်္ဂလာရက်မြက်ကိုမြင်တဲ့မင်္ဂလာဇနီးမောင်နှံတို့ဒီလေထူဒေတာများမှာရှိလေသူတို့ကအချမ်းနဲ့ညီဝတ်နဲ့တာယာစွာနေနိုင်ဖို့ကောင်းချီးပေးမဆာတော်မူပါကျွန်လာရှိရနေမှာမိမိရဲ့မွေးနေ့ကိုမြင်ရတဲ့တမီးမုံမုံအေးတဲ့စစ်တောင်းပြပါလေ 当时等下子呢，过来不少多讲，就是说，起码的喽，江西的啊，点点的小流氓呢，一点没理，他肯是过用几多阿片，他肯是啊对着阿片吸着阿么，片么进牙多讲，片么到头当着结果明明是到这里聊天，明明无一人嘛，当着嘞就两个，明明异地，交往是抗战下的。 သူရဲ့ကောင်းကြီးမင်္ဂလာကျေဝခြင်းကိုမြင်ပြီးတော့လူအပေါင်းတို့ဒီကိုရောနာမကိုချီးမွမ်းရသည်တောင်သူကကောင်းကြီးမင်္ဂလာပေးတယ်မပါလုံချုံတို့အရက်မှာရှိတော်သူတို့တွေလည်းထိုကိသူတို့သူများအတွက်ကိုချင်းစာလေမေတ္တာပို့စစ်တောင်းပေးရမှာသူတို့တက်တာချင်းတာယာချင်းရှိဖို့ရလိုအပ်တဲ့အရာတွေကိုကုညီမဆာနိုင်ဖို့ကိုရောကောင်းကြီးပေးလေမြင်များရတော့သူမပိုးနည်းနည်းရတော့သူမလို့ဆိုတဲ့မျှချင်းတရားကိုဝေမျှခံစားနိုင်ဖို့ရ တဲ့မွေးလို့တော့အစာကိုလေခဏိသူတို့လိုအပ်နေရင်နေ့တိုင်းရရှိဖို့ရကောင်းကြီးပေးဖို့ကျွန်ဆွတ်တောင်းတဲ့အခါမှာတခင်ဖျားကိုတော်တိုင်းကျွန်တော်ကိုတင်ပေးခဲ့တဲ့ပထနာတော်အတိုင်းကျွန်တော်တို့ဒီယုံကြည်ရင်ပါလေမေတ္တာပို့လေတဘောချင်းတူလေအတူတကွတပြိုင်နက်တည်းဆွတ်တောင်းကြပြီပါကောင်းကင်ဘုံ၌ရှိတော်မူသော ကျွန်ုပ်တို့ရဲ့ဖာကိုတော်ဤနာမတော်အားယုံကြည်လေးမြတ်ခြင်းရှိပါစေတော်နိုင်ငံတော်တည်ထောင်ပါစေတော်အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေတော်အတန်မွေးလာသောအစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည်ကျွန်ုပ်တို့ကိုပြမသောပြများကိုကျွန်ုပ်တို့သည်လွတ်တကယ်သို့ ဇန်နဝါရီအပြစ်များကိုလွတ်တော်မူပါအပြစ်သွေးဆောင်ရသူအလိုက်မပါစီပဲမကောင်းသောအမှုရာမှလည်းကယ်နှုတ်တော်မူပါအစိုးပိုင်သောအခွင့်နှင့်ဘုံတကူအာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်အဆုံးသတ်ဖို့အတွက်အမိမြန်မာနိုင်ငံမှာအရရမှာရှိတဲ့ဒေသအသေးသေးမှာရှိတဲ့အိမ်တော်တိုင်းကဖျားခင်သူတို့ခြေသူပြုတဲ့ စောင့်ရှောက်လျက်ဘေးလူလုံချင်းစွာယောဂကင်းရှင်းခြင်းညင်ချမ်းခြင်းကျမ်းမာချမ်းသာခြင်းဝမ်းမြပျော်ရွှင်ခြင်းမေတ္တာအိမ်တော်နေဖြစ်လာဖို့မေတ္တာပို့တဲ့သဘောနဲ့တည်ဆူချီးမွမ်းမှုဖြစ်ပါတယ်ဒုတိယဘက်ကခလေးသူငယ်လူကြီးတွေအားလုံးပညာဉာဏ်စွာပညာတွေပြန်လည်သင်ကြားနိုင်ဖို့ဘုရားသခင်သူတို့ကိုကောင်းကြီးပေးတယ်ဘုရားသခင်နဲ့မိတ်ဆွေဖွဲ့ပြီးတော့ ဘုရားသခင်ကိုအားကိုးယုံကြည်သူကဲ့သို့ဆန့်ကျင်သောသူတို့သည်လည်းကြောက်ရွံ့ယူတည်သောစိတ်နှင့်ဘုရားသခင်ကိုချစ်ခင်ကြည်ညိုလေးစားလာပြီးတော့ပြောင်းလဲလာဝိမေတ္တာပို့တဲ့သဘောနဲ့တည်ဆူဖို့ဖြစ်ပါတယ်အယယမရှိတဲ့အိန္ဒုအိန္ဒာအားလုံးတို့ဘုရားသခင်ကယ်ပါအပြစ်ရှိရင်အပြစ်ကနေလွတ်မှုပါသူတို့ထွက်ခြင်းဝိညာဉ်ကိုစောင့်ရှောက်လက်ဒီဒုက္ခတွေကနေဘုရားသခင်ရဲ့ကျေးဇူးတွေကိုချီးမွမ်းတတ်ဖို့ တင်ပေးဖို့သူတို့ကိုယ်စိတ်နှစ်ပါးလုံးစွမ်းရည်တတ္တိအားလုံးဖျားကိုဆက်ကလက်နိုင်ငံကြီးကိုပြန်လည်တည်ဆောင်းနိုင်ဖို့ပါဝင်နိုင်ဖို့ဒီတချင်းလေးကိုမေတ္တာပို့တဲ့သဘောနဲ့ဆွတ်တောင်းပေးတဲ့သဘောနဲ့အတူတူကဆက်ကတည်ဆိုချီးမွမ်းကြပါစို့ ာဖတ်မြတ်စွာဘုရားခင်ကျွန်နိုင်ငံကြီးကိုညီဖို့တာယာဝါပြောတော့နိုင်ငံကြီးတဖန်ပြန်လဲဖြစ်လာစီဖို့ရထရဖျားဒီကျွန်တို့ကိုကောင်းကြီးပေးရဆောင်းမကြည့်ရှိပါစေတော့ကျွန်တို့တိုင်းပြည်အပေါ်မှာနိုင်ငံသူနိုင်ငံသားတွေအပေါ်မှာကိုလိုဒီရှင်မျက်နှာအလင်းတော်ကိုလွတ်လျက်ကျွန်တို့အကယုဏကျေးဇူးပြုလို့မပါစေတော့ ကျွန်တော်ပြည်တော်ကြီးကိုပြီးတော့မျှော်ကြည့်၍ချမ်းသာပြည်တော်မူပါစေတော့ခမည်းတော်ဖျားသခင်ရဲ့မြတ်တာတော်သာတော်ယေရှုခရစ်တော်ရဲ့ကြီးစွာတော်နှင့်တန်ရှင်သောဝိညာဉ်တော်ဖျားရဲ့မိသားစုရင်ကြီးစွာအပေါင်းတို့သည်အမိမြန်မာနိုင်ငံတော်ကြီးနှင့်နိုင်ငံသူနိုင်ငံသားအသီးသီးပေါ်မှာယခုမှဆောက်၍ကာလအစဉ်မြဲတက်ရောက်ဒီရှိဒီနေပါစေတည်းအာမင် Amen. Mm. Mm.